ဟေ့အဲ့တော့ကျွန်တော် solid work ဆွဲပြောမယ်ဆိုလို့ရှိရင်ခုနပြောသူ solid work မှာအဓိကအစိမ့်ပိုင်းပါပဲကြောသုံးမှုရှိရယ်ဘာရှိနေတော့ solid work software ကိုတွဲမှာဆိုရင် part ရှိမယ် assembly ရှိမယ် drawing ရှိမယ်အဲ့တော့ solid work ဆိုပြီးတော့ကျွန်တော်ခုနကနေပြီးတော့ဟေ့ solid work ဒီ shortcut key ကနေပြီးတော့ခေါ်လိုက်တယ် shortcut key ကတစ်စင်းခေါ်လိုက်ပြီးဆိုလို့ရှိရင်ပါပေါ်လာမယ်ဆိုတော့ကျွန်တော် diffuse လေးပေါ်လာဟာလား diffuse လေးပေါ်လာ review လေးပေါ်လာမယ်ဆိုတဲ့အခါကျတော့အဲ့မှာကျွန်တော်တို့ပါရှိတယ်တော့ဒီဘက်မှာကျွန်တော် resource center ရှိတယ်နော် resource center resource center မှာပါရှိတယ်တော့ resource တွေရှိတယ်ပေါ့ resource center ဆိုတဲ့အကြောင်းဘာ resource တွေရှိတယ်ခုနက 3D content center တို့ကဲခုနကလည်းပြီးရောဘာမှ solid work ဆိုရယ် software ကြောင့်မသိတဲ့လူတယောက်အနေနဲ့ဘာလို့ဆိုတော့ tutorial တွေဖတ်လို့ရမှာနော် tutorial တွေဖတ်လို့ရနော် tutorial တွေ parts တွေ assembly တွေ drawing တွေနော်ဒါတွေ ਈ တွေကိုတစ်ချိန်ချင်းကိုယ့်ကိုနော်တစ်ပိုင်းဆက်ကိုယ့်ကိုလေ့လာလို့ရမှာ เนาะ basic technique เนาะသူဆွဲတဲ့ဟာလေးเนาะသူ့မာနေမဲ့ပါပြောသူ့ရဲ့ design လေးတွေเนาะအများကြီးပါပြီးတာ lock လုပ်တဲ့ဟာလေးเนาะ sweep လုပ်တဲ့ဟာလေးโอเคဒါကပါလို့တော့ resource center ဆိုတဲ့အောင်เนาะနောက်ပြီးလို့ရှိရင်မလုပ်လို့ရတယ်ဆိုတော့ကျွန်တော်တို့ကတော့ဟို solid work ကိုဟိုပတ်စံပြီးဝယ်သုံးတဲ့ user တွေမဟုတ်တဲ့အတွက်ကြောင့်တချို့ feature တွေကတော့သုံးလို့မရအောင်ဒါပေမဲ့ need scheduling forum လို့ဟာမျိုးတော်သွားလို့ရတယ်အဲ့တော့နောက်ပြီးရှင်ဒီ technical update တွေကတော့လုတ်လို့မရဘူးเนาะ။ဟိုက technical နဲ့ပတ်သက်တဲ့ update information တွေကတော့ဒီကနေယူလို့မရအောင် အဲ့တော့ software က crack လောက်ထားတာဖြစ်တဲ့အတွက်ကြောင့်ဟောနောက်ကျွန်တော်တို့ဗာကြည့်ရမလဲဆိုတော့ဒီမှာဒီ command manager နော်ဒါဒါကျွန်တော်ပြင်ပြောမယ်အခုဒီမှာဗာကြည့်တယ်ဆိုတော့ file view to နော်ဒီဟာလေးကျွန်တော်အခုဗာလို့ဆိုဒီကောင်ကို pin လောက်ထားလို့ pin pin လောက်မထားရင် तू ဗာလို့ဆိုအချင်းအောက်ရောက်နေတဲ့အခါမှာ तू ပြောင်းနေလိမ့်မယ်တော်တော်များများဒီလိုပုံစံလေးပုံလိမ့်မယ်ဒီနောက်လောက်ကိုသွားတော့မှာဗာလို့ဆိုတော့ file view to do head ဆိုပြီးတော့ကျွန်တော်ဒီကောင်လေးကို pin ဆိုင်ပြထားတယ်နော် file menu လေးကို ြင်ဆိုင်ပြီးတော့လည်းတခါတည်းလုပ်လို့ရတယ်နော်ဟုတ်အဲ့တော့ကြည့်ကျွန်တော် solid wire တယ်ဝင်ရောမယ်ဝင်လို့မယ်ဆိုတော့ new ကနေကော်ကြည့်လိုက်အောင် new ကော်ကြည့်လိုက်လို့ရှင်ပါဘောလို့ဆို part assembly drawing သုံးခုရှိနော် part assembly drawing နော် solid wire မှာဒီကအစည်းကအစိပိုင်းသုံးခုပေါ့အဲ့မှာကျွန်တော်ပြောချင်တာက drawing တပုံကကျွန်တော်က assembly drawing တပုံဖြစ်လာဖို့အတွက်ကိုဘာကြည့်ရမလဲဆိုတော့ drawing တွေကိုထည့်မဲ့အရာတကူက part လည်းဖြစ်ရင်ဖြစ်မယ် assembly လည်းဖြစ်ရင်ဖြစ်မယ်အဲ့တော့ဆိုလိုချင်တာက drawing တပုံဖြစ်ဖို့အတွက် part သုံးပုံ assembly လို့လဲ okay အဲ့ဒါ assembly ကိုလည်းစဉ်းစားကြည့်အောင် assembly ဆိုတာကဘာလို့တော့ part တွေကိုပေါင်းတာလား collection of parts မဟုတ်လားဟုတ် collection of parts ဆိုတဲ့အကြောင်း assembly တပုံဖြစ်ဖို့အတွက်ဆိုရင်တော့ parts တွေမရှိမဖြစ်ရှိကိုရှိရမှာအဲ့တော့ကျွန်တော်က essential ကဘာလဲဆိုတော့ solid wall မှာ essential က part ပဲနော် part ပဲ essential က part ပဲ ကဲအဲ့ဒါဆိုကျွန်တော်တို့ part ကိုအရင်သွားကြည့်အောင် part ကိုကောင်းကောင်းနိုင်နေတဲ့လူက assembly drawing ကြိုက်တာဆိုကျွန်တော်ရင် assembly ရဲ့ drawing ကဟိုဟာ chain play เนาะ easy going ပဲတကယ်တမ်းကကျွန်တော် part က design main ပဲကျွန်တော်เนาะအဓိကအဲ့တော့ကျွန်တော်အရင်ဆုံးပါဆို GUI လေးပဲနည်းနည်းပြောပါမယ်เนาะ GUI GUI တော့ graphical user interface ပေါ့ကျွန်တော်တို့တကားပါဆို working area ပေါ့เนาะအလုပ်လုပ်တဲ့ကျွန်တော်ပုံဆွဲတဲ့နေရာပေါ့ modeling area နောက်ကျွန်တော်ဒီမှာပါဆို menu အိုင် menu ကြီးရှိမယ် နောက်ကျွန်တော်ဘာကြည့်မှာဆိုတော့ဒီမှာကျွန်တော်အဲ့ဒါလေးတွေကျွန်တော်ဟိုဟာအင်တာနက်မှာတင်မယ်ဆိုပြီးတော့ကျွန်တော်တခါလောက်ထားတာရှိသေးတယ်ဗျ။ Okay ဒီမှာဟောကျွန်တော်ဒီဟာလေးတွေပြီးလိုက်မယ်။ဟဲ့နော်ကျွန်တော်ဘာတွေခေါ်လဲဆိုတော့ဒီမှာ ribbon အဲ ribbon နေရှိတယ် graphic area feature manager design tree youtuber ဒါတွေကကျွန်တော် youtuber ရှိမယ်။ Okay နောက်ပါရှိတော့အဲပြမလုံလုံရေးထားလိုက်တယ် test pain ရှိတယ် solo beginner တွေလေ့လာလွယ်တယ်ကျူတူတွေလည်းကြည့်တယ်နည်း okay okay ဒါတော့ခုန view နဲ့ပတ်သက်တဲ့အားလေးပြောပါနော်အဲ့တော့မြန်မာလိုရေးတာဟာအဲ့ကျွန်တော်တို့ဒီမှာပါရေးတော့ ribbon နေရှိတယ် ribbon ဆိုတဲ့သဘောကဟိုကျွန်တော်တို့ Excel Microsoft Office ပဲဖြစ်ဖြစ် AutoCAD ပဲသုံးလို့ပါဆို ribbon ဆိုတဲ့စကားလုံးကမသိမဖြစ်တည်ဖို့တည်ပါရပါဟိုဒီမှာ feature ရှိမယ် sketch ရှိမယ် evaluate เนาะเนาะဒီလိုမျိုးကျွန်တော်ပါတော့ ribbon နေရှိမယ်เนาะ ribbon လဲမှာ feature ဆိုရင် feature နဲ့ပတ်သက်တယ်ကျွန်တော်ပါတော့ tool ရှိရှိမှာပေါ့เนาะ sketch ဆိုရင် sketch နဲ့ပတ်သက်တဲ့ tool ရှိဒီမှာကအောက်မှာကျွန်တော်ပါရှိသော feature manager design tree ခုနကပြောတယ်ခုနကကျွန်တော်စွဲသိမ်းရတာတွေအကုန်လုံးကဘာလို့ဘာပုံနေလဲဆို feature manager design tree မှာတကူချင်းနေဒီပုံနေလေအော်ဒါကတော့ပါလို့တော့ခုနက property manager နောက်ပိုင်းသင်ငန်းသားရာညီကောင်းနေတာ property manager ကို န်ထရိုးလုပ်ရတဲ့ဘက်ကြီးပါတာလေးနောက်ဒီဘက်ကျမှာတော့ resource center resource center မှာအဲ့မှာဗာကြည့်ရတော့เนาะဒါက solid work resource ခုနကပြောပြီးသားဒီမှာကျွန်တော်ဗာကြည့်တော့ design design library ပါပြီးသား solid work ကို install လုပ်လိုက်ပြီးဆိုရင် design library ပါဖို့ပါမှာ design library မှာပါပြီးတော့သူ့ရဲ့ရှိပြီးသားကျွန်တော်တို့ assembly တွေ pass တွေနောက်ဒီကောင်တွေရဲ့ဒီမှာလေလိုချင်လို့ရှင်တခါတယ်ဆွဲပြီးတော့ထည့်လိုက်ရအောင်မှာเนาะကျွန်တော်တို့ဗာကြည့်တော့ design design library က เนาะ mo ရဲ့ mo ရဲ့ design library တွေကပါပြီးသားပဲโอเคเนาะတော့ feature တွေကျွန်တော်เนาะအများကြီး two box เนาะ two box ထဲမှာမှာပါလိမ့်ကြီးမှာเนาะ pass တွေเนาะထပ်ထည့်ခြင်းတွေဟာဆိုရင်ထပ်ထည့်ပေါ့เนาะအတရာလုံးဟာမဟုတ်ပေါ့ design library နောက်ခုန 3D content center တွေရတော့ဒါတော့ဟို internet နဲ့ချိန်ထားပြီဆိုရင် 3D content center တွေဝင်ဝင်ပြီးတော့ဆွဲ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 ထည့်လိုက်ရုံပဲ ဒေါင်းလုဒ်လုပ်လိုက်ရကျွန်တော်ခုနလိုမျိုးရှောက်ပြီးရှုပ်နေကြမလို့တော့နော် user library ပါညာပါညာကျွန်တော်ဝင်လိုက်ရအောင်အဲ okay 3D component center နော် 3D component center ကိုသူပါလို့တော့ချိန်နေတယ်ကျွန်တော်အခုလုံးလုံးတင် internet ချိန်လာတာဟုတ်နော်နော် home page ကိုဆွဲကျင်တဲ့ page ပုံတော့အဲ့ဟိုက click here for user library design library ထဲမှာရှိတယ်ဒါကကျွန်တော် online အနေနဲ့ချိန်နေ ဲ user library တော့ auto ပါပြီးသားတယ်ရှိတယ်အော်တော့ဟိုပါပြီးသားဟုတ်တယ် design library တွေမှာပါဟုတ်တယ်အာခုနကကျွန်တော်သွားခဲ့နေခုနကကျွန်တော်သွားခဲ့တယ် design library design library မှာအာဒါကြောင့်တော့ကျွန်တော်တောင်းလို့ဆွဲထားတယ်ပေါ့။နော်။ဖော်မူလာ1ဒါ fan နေ။နော် electric fan ။ ဒီဟာလေးတခါလေးကျွန်တော်တို့ဘာလို့ဆိုတော့တခါလေးဒီကနေ click 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 လောက်လိုက်ပြီးသွားရင်ဘာလို့ဆိုတော့ဟုတ်လေ solid wire တခါလေး wheel ဆွဲထည့်လိုက်ရအောင်ပါเนาะအဲ့လောက်ဒီမြန်တယ် design လုပ်တာပါဒါ solid wire content မသားလေသူ့ရဲ့ဝင်မှကျွန်တော်တင်တာဒီဟာလေ online နဲ့ချိန်ပြီးတော့သုံးရတဲ့ဟာလေးပဲเนาะအော်မိုက်တော့လည်းလိုအပ်တယ်ဒါလူတာဘောဝင်မှဝင်မှတော့မတော့အဲတော့ဝိုင်းနဲ့ခွဲတာเนาะ PS ဆိုင်တော့ဟုတ်တယ် British Channel လာပါလေ ISO ISO လာ GIS GIS ကတော့ Japan NC inch လာဘော ANS ဆိုင်လေဒီကော ANS ဆိုင် ANS ဆိုင်နော်ဟုတ်တယ်နော်ပါပြီတာဟုတ်တာတော့ design library parts အဝေးကြီးဘာကြီးလဲလိုချင်တဲ့ကောင်းလေး net တွေ net လိုရင် net တွေနော်ဘယ်တော့မှသွားတက်မှာလဲနော်ကုသရဲ့ body ဘယ် body မှာလဲ ောင်းသွားပြီးတော့ဇုံနဲ့တွေပါတယ်ဟိုဟိုနာအော်တိုကက်တွေပါတယ်မှာဆိုရင်ဒီကောင်တွေမပါဘူးဗျအဆင်မပြေဘူးဟောမက်ကနီကယ်ပတ်စီကကျွန်တော်တို့ဒီမှာစုံတယ်တော်တော်လေးစုံစုံလေးနဲ့ရှိတယ်အဲ့တော့ခုနကကျွန်တော်တို့ခွင့်လိုက်ပြီဆိုလို့ရှိရင်ဟောဒီကောင်တွေဒီမှာပါရှိတယ်နော်ဒီဇိုင်းလိုက်ပြီခုနက result center ပေါ့နော်ဒါတွေရှိနောက်ပြီးတော့ဒီမှာကျွန်တော်ခုနက ribbon ရှိမယ်ဒီမှာပြီးလို့ရှိရင် menu bar ပေါ့ နောက်ဒီမှာကျွန်တော်တို့ model ဘာ model တော့ motion study နဲ့ဆိုရင်ခုန animation တွေပါလေးလုပ်မယ်ဆိုရင် motion တွေပါလေးကျွန်တော်တို့ဒီခါကြောက်လို့ရှိရင် animation လုပ်မယ်အဲငါတို့ဆိုရင်အဲ lower တဲ့ခါကြရင် motion study ကနေသွားမယ်နောက်ကျွန်တော်ဒီမှာဘာလုပ်လို့ရတော့ဒီအောက်မှာဘာလေးရှိတော့ editing part အခု part ထဲမှာဝင်နေတာဖြစ်တဲ့ကြောင့်သူက editing part လို့ပေါ်တယ်နော်အခုဒါကျွန်တော်ဟိုဆိုကြပါစို့ drawing တစ်ခုဆွဲလိုက် part တစ်ခုဆွဲလိုက်တယ် ပါတခုကို editing ပါကနေမျိုးပြောပြပါတော့ editing sketch ဖြစ်သွားတယ်ဘာလို့တော့ sketching မှာဝင်လောက်တာဟုတ်ပါတမဟုတ်တော့နော်ပါတော့ပါပဲပါတဲ့မှာမှာပါရှိတယ်ဆိုတော့ sketch ရှိမယ် feature ရှိမယ် okay အဲ့တော့နော်ကျွန်တော်ဒီနောက်တစ်ခုပြောချင်တာကဘာလဲဆိုတော့ command manager command manager ဆိုတဲ့ဘောကတခါကြောက်လို့ရှိရင်တချို့ဟိုဟာတွေကပျောက်ပျောက်သွားတယ်ဗျဟိုဘယ်နာရောက်လို့ရှိမှန်းရှိလို့ရှိမှန်းမသိဘူး ဥပမာကျွန်တော်ကဟိုပါပေါ့ဒီ share နဲ့ပတ်သက်တဲ့ဟိုပါပေါ့ HEL share share လုပ်တဲ့ဟာတခုပေါ့ကျွန်တော်သိကျင်တယ်ဘာလို့ဆိုကျွန်တော်ဟိုဒီဒီကောင်တခုဆက်လက် issue တင်ပြီး issue box တင်ပြီးွားရင်ကျွန်တော်ဘာလို့ဆိုဒီကောင်အပေါက်ဖောက်ကျင်တာပေါက်ဖောက်ကျင်တဲ့ခါကျတော့ကျွန်တော် share လုပ်ကျင်တာ share ပုံစံမျိုးလုပ်ကျင်တာအဲ့ကြရင် feature ပဲရောက်နေမှာမသိဘူး command manager နဲ့ feature command ကိုတွားပြီးတော့ကျွန်တော်ဘာလို့ပြီးလို့ရတယ်နော် feature command ကို share ပေးနော် share ပေါ့ issue ကို share ကိုကြတော့မပေါ်ဘူးပြည့်။အော် share ကောင်မှာပျောက်နေအောင်ဘာလို့ဆိုတော့လောလောလောဆယ် share ကိုတုံးရမလို့သေးလို့နော်။ဥပမာကျွန်တော်အခုမှာ from play မှာ okay ဆွဲလိုက်အမီတာဒီကောင်ကြီးကိုကျွန်တော်봐လို့ရှင်တော့ ပေါက်ပါပါ share feature တော့မျိုးကျွန်တော်ဖောက်ချင်တယ်ဖောက်ချင်တဲ့ကားတွေတော့ဟုတ်ပြီ message ရရလဲ share ဟာဒါပေမဲ့ share ရဘယ်နားမှာရှိလို့ရှိမှမသိဘူးငါရှာပြီး show comment location show comment location ဆိုရင်သူဘာလို့ပြောတော့အဲ team ဆိုပြီးတော့သူဘာလို့တော့ comment ကဒီကောင်လိုက်ပြီးပြပဲအဲဒါကြရင်ဟိုအစ်စုတွေပါပြောက်လာအစ်စုသူတခါကျစာအုပ်တွေဖတ်တယ်ပြဖတ်တဲ့ခါကျသူ့စာအုပ်တွေမှာအစ်စုပါညာသွားပြောတယ်ဘယ်နားသွားလို့သွားမှမသိဘူး ီရက်နေမှာတစင်းပါလို့ဆိုတော့ h2 ဟုတ်ကဲ့ h2 ဘယ်နာမှာရှိရလဲ h2 နော် h2 ကဟောဒီနာမှာရှိတာနော် h2 ဆိုတာဒီနာနော်ကျွန်တော်ပါလို့ဆိုတော့သူကအများနေနေမှာပြပါဖြစ်နော် command manager နေတစင်းသွားလို့ရတယ်နောက်ပြီးရင် have have 2ရှိတယ် have 2မှာတော့ပါလို့ဆိုခုနက solid work tutorial ဒီရက်နေသွားလို့လည်းရတယ်နော် solid work tutorial tutorial အကောင်လေးကိုဒီရက်နေသွားလို့ရတယ် နော်ခုနဒါတွေကတော့ online နဲ့ချိတ်သုံးပါတယ်တို့ sorry ပါဒါကတော့ pdf file လေးပေါ့ကျော်လေးပါကိုစသုံးတဲ့ user user တွေအတွက်ပေါ့ getting started ဆိုတဲ့ဟိုလေးပေါ့ဟုတ်ဒါတော့ solid wire ကိုစသုံးတဲ့ user တွေပဲဟုတ်သူသူသူ့ချီမှာလည်းပါတော့ feature တွေเนาะတစ်စင်းချင်းသူရှင်းတာလေးကောင်းလို့เนาะဒီကောင်လည်းဖတ်နိုင်လို့ရှိရင်ပို့ပြီးအဆင်ပြေတယ် ကျွန်တော်ဘာလို့ရှိရောမလဲ quick tips ဆိုတော့စာဖတ်ဖို့လို့နော်ဒါပါဒါပါဟုတ်ကဲ့နော် okay ရအောင်ခင်ကျွန်တော်တို့နော်နည်းနည်းအခု feature sketch edit အဲဒီ part ကိုသွားရပါတော့ part ကိုသွားတဲ့အခါကျလို့ရှိရင်ခုနကဝင်လိုက်တဲ့အခါကျဒီရော view လေးပေါ်လာမယ်ပေါ်လာတဲ့အခါကျဘာရှိမလဲဆိုတော့ editing part လုပ်တဲ့အခါကျရင်ကျွန်တော် feature တွေလိုရတယ် 2D ရော 3D ရောဆွဲတဲ့အခါကျရင်ကျွန်တော်ဘာလို့ဆို 2D သူဒီဒုတိယနေသူဒီချိန်ယူလာဒါမှမဟုတ်ရှင်3ကိုတခါတည်းတန်သွားမလားဒါတွေကျွန်တော်နောက်ပိုင်းကြာလို့ရှိရင်ဆွေးနေဆက်ဆွေးနေကြတာပါနောက်ပြီးရင်ကျွန်တော်တို့စပြီးတော့ဆွဲရကြတယ်ကဘာလို့တော့ပတ်ကိုဝင်လိုက်လို့ရှိရင်ဟိုတချို့ကုမ္ပဏီတွေကတခုနဲ့တခုမတူစတန်ဒတ်ကဘာဘာနဲ့ဘာနဲ့ဆွဲရလား MKS နဲ့ဆွဲရလား IPS နဲ့ဆွဲရလားအဲ့ကြောင်ကိုဒီဇိုင်းကို စပြီးတော့မလုပ်ခင်တယ်ဘာလို့တော့ unit system unit system ကိုစပြီးတော့ unit system ကိုတခါတည်းစပြီးတော့ MKS လား CGS လား IPS နဲ့ဆွဲမှလားသူကအဆင်ပြေအောင်လုပ်ရတယ် အရင်တော့ကဥတော်တင်တွဲလောက်ထိရတယ်ဥတော်တင်တွဲလောက်ထိရအဆင်မပြေဘူးဗျာမပြေဘူးဆိုတာအဲ့လိုမျိုးတွေမပါဘူးပေါ့နော်မပါတော့ကျွန်တော်ကဘယ်ရနေသွားတယ်တော့ဒီလိုမပါတော့ပြောတာနော်ဒီလိုမပါအောက်မှာမပါမလွယ်အောင်လို့မလုပ်တာဘယ်ရနေသွားကျွန်တော် option တွေကသွားတာ option တွေမှာပါရှိတယ်ဆိုတော့ document property ဆိုတာရှိတယ် document property တွေမှာ unit ရှိတယ် unit တိုင်းမှာမပါဆိုတော့ MGS CGS MGS မှာမှာ meter လားနော်အဲ MMGS IP နော် 刚才你骗你的，然后对吧？啊！第二里边的客户包在半路关路中间。六千块钱的，我跟大东。我六十块钱都打的里头。好了，现在中了，现在过来。然后，起码就。 MKS ရဲ့ MMG ရဲ့ mm mm ဆိုရယ် mm ပေါ့ပြီးရင် decimal ကိုကျွန်တော်တို့ point နေတခါကြောက်လို့ရှိရင်တချို့ company တွေကနှလုံးယူမှာလားသုံးလုံးယူမှာလားဘယ်နှလုံးဒီယူမှာလဲเนาะတစ်လုံးပဲယူမှာလားလုံးအောင်မထည့်ဘူးလားเนาะကျွန်တော်တို့ပါလို့တော့တခါတည်းဟိုပါပေါ့ design တစ်ခုစပြီးစဉ်းစားပြီးဆိုတော့ဒါတွေကပါတော့အခြေခံနေ fundamental of design ပေါ့ design မှာကိုစတဲ့ design ကစတယ်ကတည်ကြာလောက်ထားလို့ရှိရင်နောက်ပိုင်းချိုးချိုးကျွတ်ကျွတ်ဖြစ်သွားစအလုပ်တွေကဟို unit တွေရော power ပြောင်းတော့ဗျာရှိသည်များဖြစ်တယ်လို့ဒီလောက်ပါလို့ရှိရင်ကြတော့ နောက်ပိုင်းကျလို့ရှိရင်ကျွန်တော်တို့ဒီဟာတွေ changes လုပ်ရတာကြတော့အလုပ်တွေချုပ်တော့နော်အလုပ်တွေချုပ်အဆင်မပြေဘူးအော် degree ဆိုရင်ကျွန်တော်ဗာ reading နဲ့ယူမှာလား reading နဲ့ယူမှာလားနော်ဒီဟာတွေပေါ့နော်ဒီဟာတွေအော်စတဲ့ကကျွန်တော်တို့ဒီမှာ option နဲ့မှာနော်ကျွန်တော်တို့ဒီကနေမြဲတစ်ခါတည်းတန်းပြီးတော့သွားလို့ရတယ်နော်ဒီကနေမှာတစ်ခါတည်းခုနလိုမှာပြီး change လုပ်ခြင်း point နေရာစာလုပ်ခြင်းလုပ်ခြင်း edit document units ကနေတစ်ဆင့်သွားလို့ရမယ်ဒါမှမဟုတ်လို့ရှိရင်ဒီမှာ option ရှိတယ်နော် option ကနေတစ်ဆင့် document property တွေအနေနဲ့ပါတစေ unit ကိုပွားပြီးရောလဲနော် customize လဲကိုယ့်အကိုလို့လုပ်ရတာသူ့တော့ meter ယူပြီးသူ့ကိုကြတော့ age မယူဘဲနဲ့ meet အဲဒီကောင်ကိုကြတော့ fee တွေပါယူပေါ့နော်ခွန်လာလို့အအစင်လိုက်တော့မဟုတ်တော့ဘူးပေါ့နော်အဲ့လိုမျိုးလေးတော့ဖြစ်သွားလိမ့်မယ်သူ့ meter သူ့ meter ယူသူ့ကိုကြတော့ kilogram ယူ MKS ဆိုတဲ့သဘောက meter kilogram second အဲ့တော့ kilogram မယူဘဲနဲ့ဟိုပေါက်ကိုကြတော့ gram ကြီးနဲ့ယူလိုက်တယ် ရတယ်လက်လာပြီเนาะကိုယ့်အကူဒါကတော့ customize လုပ်လို့ရတယ် cancel โอเคအခုကျွန်တော်တို့ GUI